ထိုင်းရဲ့ဂါဇာပလန်ရဲ့နောက်ထပ်အဆင့်တွေကဘာတွေလဲအပြစ်ခါရဆေးရည်တိုင်းလူထုကမေကွန်းတစ်ခုကိုအမြဲမေးပါတယ်၎င်းကရေရှည်တည်တတ်မှလားပထမဦးစွာမြေပြင်ပေါ်မှာဖြစ်ပွားနေတာတွေကိုကြည့်ကြရစို့ယနေ့မနေ့ဂါဇာမှာမီးလုံးကြီးတစ်ခုပေါက်ကွဲခဲ့ပါတယ်အဲဒီနောက်မိကိုတွေက ကောင်းကင်ကိုဖုံးလွှမ်းသွားတယ်ဒီဖြစ်ကအဖြစ်ကရဆေးရည်စတင်ပြီးတနအီမပြစ်မီဖြစ်ပွားခဲ့ပါတယ် ယခုအချိန်မှာမြေကြီးရကဖြစ်စီတီကိုမြေလူများမသိပါ လောလောဆယ်အစ္စရေးကိုအပြစ်တင်မှုမရှိသေးပါဘူးဤရာအပြစ်ခရဆေးရေးပေါ်လူထုမျောလင်းချက်ကိုပြသပါတယ်လူတိုင်းကကောင်းဟာဆက်လက်တည်ရှိမယ်လို့မျောလင်းတော်လဲအချိန်ကသာအမှန်တရားကိုဖော်ပြမှာဖြစ်တယ်ယခုအတွက် နောက်ထပ်ခြေလှမ်းတွေကိုအာရုံစိုက်ကြပါစို့ track ငိမ့်ချမ်းရေးအစီအစဉ်မှာအချက်20ပါဝင်တယ်မနေ့ကတိုးတက်ပြီးဖြစ်ပြီးတဲ့နောက် အချက်နံပါတ်5ဟာအရေးကြီးဆုံးဖြစ်ပါတယ်၎င်းကိုဖတ်ပြပါမယ်တစ္ဆကံအလုံးလွတ်ပြီးဒီနေ့ဣဇွေဟာတသက်ထောင်တန် ချမှတ်ခံထားရသူ250နဲ့2023အောက်တိုဘာ9ရက်နောက်ပိုင်းဖန်ဆီးခံရသူ1900ကိုလွတ်ပေးမှာဖြစ်တယ်ဣဇွေတစ္ဆကံအယုတ်အလောင်းတစ်ခုစီပြန်ပေးအမှုအတွက်ဣဇွေဟာတည်ဆုံတဲ့ဂါဇာလူမျိုး15ဦးယုတ်အလောင်းတွေကိုပြန်ပေးမှာဖြစ်ပါတယ် ဒါကြောင့်၎င်းဟာနောက်ထပ်ခြေလှမ်းဖြစ်တယ်။ဟာမတ်စ်ကဒဇခံအားလုံးကိုလွတ်ပေးမှာဖြစ်တယ်။အဲဒီနောက်အစ္စရေးဟာဂါဇာအကျဉ်းသားများစွာကိုလွတ်ပေးမှာဖြစ်တယ်။ဤအပိုင်းပြည်စည်းတာနဲ့အစ္စရေးဟာ၎င်းတောက်ဖွဲ့ကိုတစ်စိတ်တစ်ပိုင်းစုပ်ခွာမှာဖြစ်တယ်။ကျွန်တော်ကမြေပုံကိုပြတ်တက်ခဲ့ပြီဖြစ်တယ်။၎င်းတို့ကအပြာရောင်မြင်းမှအဝါရောင်မြင်းကိုရွှေ့မှာဖြစ်တယ်။အဲဒီနောက်ခက်ခဲတဲ့အပိုင်းရောက်လာမှာဖြစ်တယ်။ထရန့်အစီအစဉ်ကဟာမတ်စ်ဟာလက်နက်အားလုံးကိုလက်လွတ်ပြီးတော့ လက်နဲ့ဖျက်သိမ်းရမယ်လို့ဆိုတယ်။အဲဒီနောက်၎င်းတို့ဟာအာနာကိုပါလက်စတိုင်းကျွမ်းကျင်သူ အဖွဲ့လို့ခေါ်တဲ့အဖွဲ့တစ်ထံကိုလွှဲပြောင်းပေးရမှာဖြစ်တယ်။ဟာမတ်စ်ကအာနာလွှဲပြောင်းဖို့အတွက်သဘောတူခဲ့ပေမဲ့လက်နဲ့တွေကိုလက်လွတ်ဖို့အတွက်သဘောမတူခဲ့ပါဘူး။၎င်းတို့ကလက်နဲ့တွေကိုဆက်လက်ထိန်းသိမ်းလိုပါတယ်။ဟာမတ်စ်ကအာနာလွတ်ပြီးတာနဲ့ထရန့်အစီအစဉ်ကစိတ်ဆက်သွားမှာဖြစ်တယ်။နိုင်ငံရေးအရဂါဇာကိုကျွမ်းကျင်သူအဖွဲ့တစ်ကအုပ်ချုပ်မှာဖြစ်တယ်။ စီရေရအပြည့်ပြည့်ဆိုင်ရာတည်ငြိမ်ရေးအဖွဲ့ ISF လို့ခေါ်တဲ့ငင်းချမ်းရေးထိန်းသိမ်းတပ်ဖွဲ့တွေကထိန်းချုပ်มาဖြစ်တယ် ISF ဟာအာရနိုင်ငံတွေနဲ့စစ်သားအများစုပါဝင်มาဖြစ်တယ် ISF ကဂါဇာကိုထိန်းချုပ်တာနဲ့ဣဇရေလဟာ၎င်းတပ်ဖွဲ့ကိုထပ်မံဆုတ်ခွာมาဖြစ်တယ်ယခုမြေပေါ်ထပ်ကြည့်လိုက်ပါဣဇရေလကာကွယ်ရေးတပ်ဖွဲ့ IDF ဟာအဝါရောင်မြင်းကနေပြီးတော့အနီရောင်မြင်းကိုအဲ့ဒီနောက် အနီရောက်မြင်းမဂျာခန်ဇုံကိုဆွေမှာဖြစ်တယ်။ဤရာကမင်းကုန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်ပထမမင်းကုန်းကဤလုပ်ငန်းစဉ်တစ်ခုလုံးဘယ်လောက်ကြာမှာလဲဒုတိယမင်းကုန်းကတော့ဤဇွေးဟာဂါဇာတစိတ်တစ်ပိုင်းကိုဆက်လက်ထိန်းသိမ်းမှာလားပထမမင်းကုန်းအဖြစ်ကအစီအစဉ်မှာမပါဝင်ပါဘူးဤဇွေးစုတ်ခွာမှုအတွက်ဆင်းလင်းတဲ့အချိန်ကြာလည်းမရှိပါဘူးအစီအစဉ်မှာဒီလိုဆိုပါတယ် IDF ကဂါဇာမှာလက်နက်ဖြတ်သိမ်းမှုပေါ်မူတည်ပြီးတော့ စံတနှုတ်ချက်တွေရီမန်းချက်တွေနဲ့အခြေကားများပေါ်အခြေခံပြီးတော့စုတ်ခွာမှာဖြစ်တယ်။အခြေအနေကို IDF, ISF, Amakandu တွေနဲ့အမေရိကန်ပြည်ထောင်စုအကြမ်းသဘောတူမှာဖြစ်တယ်။ဒီအရာဟာအလွန်မရှင်းလင်းပါဘူး။ဆိုလိုတာကဂါဇာဟာချင်းချောက်မှုမရှိတော့တဲ့အထိအီဇွေးတပ်ဖွဲ့တွေဆက်လက်ရှိနေမှာဖြစ်တယ်။ဒါပေမဲ့ဒီထိုအရာဟာရတတပများလများဒါမှမဟုတ်နှစ်များကြာနိုင်ပါတယ်။ ဒုကြောင့်မင်းကတော့အစ္စရေးဟာဂါဇာတစိတ်တစ်ပိုင်းကိုဆက်လက်ထိန်းသိမ်းမှလားဆိုတာဖြစ်တယ်။ Transition ကအစ္စရေးဟာဂါဇာကိုသိမ်းပိုက်လိုက်မှမဟုတ်ဘူးလို့ဆင်းလင်းစွာပြောထားပါတယ်။ဒါပေမဲ့ဂါဇာဂျားခံဇုံကပြဿနာတစ်ခုဖြစ်နေဆဲဖြစ်တယ်။၎င်းကဂါဇာမြေရ15ရာခိုင်နှုန်းနှိပါကိုသိမ်းယူထားပါတယ်။ဒါအပြင်အစ္စရေးကဒုဇုံကနေမြေကြီးအချိန်မှထွက်ခွာမှာကိုလည်းရက်စွဲမပေးထားပါဘူး။တဘောတူညီကတဘောတူညီချက်အရဂါဇာဟာ 北京路从那地都中国一最听说木奥马，他是没路说的。大别麦，曼迪个阿片一家阿龙哈，哈马斯来那片登机，阿那路被木包嘞，木地巴嘞。哈马斯个，勒讲过曼迪个路上拉手刀嘞，不如我们地巴乌。现在地巴哈马斯起码走，你那也阿哈，这是看的撇的。大别麦，这是看阿龙个普拉斯嘛，路被嘛撇的。苏罗达个哈马斯个。 ။နောက်ပိုင်းမှာ၎င်းတို့ညနိုင်ရင်အားလုံးကိုဆုပ်ဆုပ်မှဖြစ်တယ်။အကယ်၍၎င်းတို့ကလက်နက်များအားကိုလက်လို့ရမယ်ဆိုရင်၎င်းတို့ကပုံမအားနေသွားမှဖြစ်တယ်။အဲဒါကြောင့်မိကွန်းက၎င်းတို့ဟာအမှန်တကယ်လှုပ်ဆောင်မလား။ထရန်စစ်စင်ကဤပြဿနာကိုပြင်ဆင်ဖို့အတွက်စူးစမ်းပါတယ်။တစ်စက္ကန့်အားလုံးပြန်ပြေးအပြည့်တဲ့နေ့ငင်းချမ်းစွာနဲ့နေထိုင်ဖို့အတွက်ကတိပြုပြီးလက်နက်တွေကို လက်လွတ်ပြီးတော့ဟာမတ်အဖွဲ့ဝင်တွေကလွတ်ငြိမ်းချမ်းသာခွင့်ရမှာဖြစ်တယ်။ဂါဇာမတ်ထွက်ခွာလို့တဲ့ဟာမတ်အဖွဲ့ဝင်တွေကိုအခြားနိုင်ငံတွေကိုလုံခြုံစွာထွက်ခွာခွင့်ပေးမှာဖြစ်တယ်။အဲဒါကြောင့်ထရန့်က၎င်းတို့ကိုကာကွယ်ပေးမယ်လို့ကတိပြုတယ်။ဒါမှမဟုတ်၎င်းတို့ဟာလက်နဲ့လက်လွတ်ပြီးဖျက်သိမ်းမှသာဖြစ်မှာ။အဲဒါကြောင့်ယခုကယုံကြည်မှုပြဿနာဖြစ်တယ်။ဟာမတ်ကမိကသမလာကို၎င်းအစီအစဉ်ကိုလိုက်နာရန်လုံလောက်စွာယုံကြည်ပါသလား။ မနေ့ကဟာမတ်စ်တုတ်ပြန်ချက်မှာအကြောင်းအရာတစ်ခုကိုကျွန်တော်တို့မြင်ခဲ့ပြီဖြစ်တယ်ဟာမတ်စ်ကထရန့်နဲ့အာရဗ်နိုင်ငံတွေကိုအစ္စရေးတိုင်းချုပ်ပြီးတဘောတူညီချက်ကိုအပြစ်ဝလိုက်နာဖို့တေချာစီပါလို့တောင်းဆိုခဲ့တယ်။ဒီအရာကလုပ်ငန်းစဉ်မှာမြင်မြတ်ခက်ခဲမှာကိုပြတ်တနေပါတယ်။ပထမခြေလှမ်းကိုတဘောတူခက်ပြီးတော့လဲအိန္ဒိယနဲ့စပြီးတော့ပုံမှန်ခက်ခဲလာမှာဖြစ်တယ်။မြေဒီတဘောတူညီချက်မဆိုယုံကြည်မှုတော့မူတည်ပါလား။ ဒါပေမဲ့အောက်တိုဘာ9ရက်ဆိုးွားတဲ့ဖြစ်ရတွေနဲ့အဲ့ဒီနောက်ဖြစ်ပွားခဲ့တဲ့စစ်ပွဲပြီးတဲ့နောက်ယုံကြည်မှုဟာလုံးဝနှိပါပျောက်ကွယ်သွားပြီဖြစ်တယ်